အမေရိကန်ဗနာယီဝကြီးဌာနကမြန်မာနိုင်ငံက DKBA တိုင်းသားလက်နက်ကိုင်အဖွဲ့ကခေါင်းဆောင်၄ယောက်နဲ့ထိုင်းချေဆိုင် Trans Asia နဲ့ True Star ကုမ္ပဏီဌာနကသားတဦးကိုပါတန်ခတ်အရေးယူလိုက်တယ်လို့နိုဝင်ဘာလ12ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ကြားဖြတ်လုပ်ငန်းလို့လူသိများတဲ့ အွန်လိုင်းလေလံမှုစင်တာတွေဟာမြောက်ရီမြို့နာကနမဲဇုံးနဲ့ကြော်ကြားတဲ့ကေကေပတ်တူလိုနေရာတွေအပြင်တိုက်ချန်နဲ့ဟွန်ရခြံဝင်းနေရာတွေမှာခြေဆိုင်ပြီးတချို့နေရာတွေကို DKPA ကလုံခြုံရေးပေးထားတယ်လို့အမေရိကန်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တိုက်ချက်ချက်ဝင်းကို DKPA ကဗိုလ်မှူးချုပ်စိုင်းကျော်လှနဲ့ထိုင်းနိုင်ငံမဲဆောက်အခြေစိုက် Trans Asia Community Director ဖြစ်သူ UG ဂျိုးလိုလူတီများတဲ့ထိုင်းနိုင်ငံသားချက်မှုစဝန်တို့တီထောင်ခဲ့ပြီးနောက်ွယ်မှာလည်း တရုတ်ရာဇဝတ်ဂိုင်းတွင်လည်းဆက်ဆက်မှုရှိနေတာကြောင့်အရေးယူတက်ခတ်ခဲ့တာဖြစ်တယ်လို့အကြမ်းဖက်မှုနှင့်ငွေကြေးဆိုင်ရာစုံစမ်းထောက်လည်ရေးဌာနရဲ့ဗဏ္ဍာရေးဌာနလက်ထောက်အတွေ့ရမှုဂျွန်ကေဟာလေကပြောကြားထားပါတယ်။တဆက်တည်းမှာပဲ DKPA ရဲ့ထိပ်ပိုင်ခေါင်းဆောင်တွေဖြစ်တဲ့စစ်ဦးစီးချုပ် Sosti စစ်ရေးချုပ် Sosay ဝင်းနဲ့စစ်ဦးစီးအရာရှိချုပ်ဘိုးချုပ် Sosat အောင်တို့ကိုလည်း online လဲလဲမှုကရရှိတဲ့ငွေတွေကို တိုက်ရိုက်အကျိုးများဖြင့်ရယူထားတာကြောင့်ရဲရွတ်တက်ခတ်မှုစီရင်ထဲမှာထည့်သွင်းခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင်အမေရိကန်တရားရေးဌာနက FBI နိုနဲ့ပူးပေါင်းပြီးမြန်မာကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတွေက ကြားဖြတ်လို့ခေါ်တဲ့ online လေလေမှုစစ်တာတွေကိုနှိမ်နှင်းဖို့ Skim Center Strike Force ဆိုတဲ့အထူးတပ်ဖွဲ့တစ်ခုလည်းဖွဲ့စည်းလိုက်တယ်လို့ထုတ်ပြန်ချက်မှာကြေညာခဲ့ပါတယ်ရှင်။